မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် DNL သိမ့်ပိုက်ထားတဲ့နောက်ချုံမြို့ပေါ်ကိုမနေ့ကသတင်းကျွလပြင်းညမှာပဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံတွေအဆက်မပြတ်ကျဲချသွားတဲ့အတွက်ပြည်သူတွေဟာဖျားပူဇော်စီမိမထိုးနိုင်မဲဘုံကိုကျင့်တွေတဲ့မှာညာလုံးပေါက်ပုံခုနေရတယ်ဆိုပါတယ်မကွေးတိုင်းကရေနံကျောင်းမြို့နယ်မှာကျပ်ပစကောင်စီတက်ကဘုံမှုတန်းတေးဆိုသူနဲ့မြို့နယ်အုပ်ချုပ်ရေးမှုအောင်စင်ဦးဆိုသူတို့ဦးဆောင်တဲ့အဖွဲ့တွေက စစ်မှုထမ်းပတ်စဉ်6အတွက်ဆိုပြီးလူငယ်အယောက်80ကျော်ကိုစစ်သားတပ်ဖြစ်ပေါ်တာဆွဲဖမ်းဆီးထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီနေ့လေးတိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ပေါ်ကိုမနေ့ကသတင်းကျွတ်လာပြည့်ညမှာပဲအချက်ဖက်စကောက်စီတက်ဟာလင်းနဲ့လာပြီးဘုံတွေအဆက်မပြတ်ကျဲချသွားတဲ့အတွက်ပြည်သူတွေဟာဖျားပူဇော်စီမီမထုံးနိုင်မဲ့ဘုံခုကျင်းတွေတဲမှာညာလုံးပေါက်ပုံးခုနေရတယ်လို့ ဒေသခံပြည်သူတွေနဲ့တော်လှန်ရေးသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်မြန်မာနိုင်ငံတဝမ်းမှာပြည်သူတွေဟာမနေ့ကအော်တိုဘာလ18ရက်နေ့ကကြာရောက်တဲ့သတင်းကြလပြညဖျားသွားကြောင်းတက်စီမီပူဇော်နေကြတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ဟာတရနယ်လေးသိမ်းပိုက်ထားတဲ့နောင်ချုံမြို့ပေါ်ကိုလေနဲ့လာပြီးဘုံတွေအဆက်မပြတ်ကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီအတွက်ပြည်တွေဟာဖျားပူဇော်စီမီမထွန်နိုင်မဲ့ဘုံခုကျင်းတွေတဲမှာညာလုံးပေါပုံခုနေရပြီ ဘုံဒီရဲ့ကြောက်ရောက်ပောက်ကွဲမှုတွေကြောင့်လဲနေအိမ်အဆောက်အုံထိခိုက်ပျက်စီးမှုတွေရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူစကိုင်းတိုင်းကတပရင်းမြို့ကိုလည်းမနေ့ကသတင်းကျလာပြင်းနေညပိုင်းမှာအချက်ပစကောင်းစီတက်ကလင်းနဲ့လာပြီးပြည်သူတွေနေတဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်သွားတယ်လို့လဲရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံကပြောထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာလည်းမန္တလေးမြို့ချမ်းအေးတာဇန်မြို့နယ်မှာ မနေ့ကသတင်းကျွတ်လပြည့်နေ့မှာပဲကပ္ပစီအယောင်ဆိုင်ဓမြတိုက်ခိုက်ခံရပြီးဆိုင်ပိုင်းရှင်အမျိုးသမီးဓာတ်နဲ့ထိုးခံရတယ်လို့ Voice of Mandalay ကရန်ကုန်ခေတ္တကိုပြောပါတယ်။မနေ့ကအော်တိုဘားလ18ရက်နေ့သတင်းကျွတ်လပြည့်နေ့မှာပဲမန္တလေးမြို့ချိုင်းသာဇံမြို့နယ်28လမ်း81လမ်းနဲ့82လမ်းကြားကဘနာဘင်ကိုလေးကပ္ပစီဆိုင်ကိုလူနှုတ်ကဝင်းရောက်ဓမြတိုက်သွားပြီးဆိုင်ပိုင်းရှင်အမျိုးသမီးပါဓာတ်နဲ့ထိုးခံရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုဓမြတိုက်ပြီးပြီးချင်းမှာပဲ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေရောက်လာပြီးဟိုမေဒီမေနဲ့စစ်စေးသားတွေလှုပ်သွားတယ်လို့ဆုံးရှုံးမှုနဲ့ဘလောက်ပါသွားတယ်လဲဆိုတာကိုတော့မသိရသေးပါပဲ။ပန်းရှင်အမျိုးသမီးကတော့လေဘင်းနဲ့လက်တွေမှာဓာတ်ထုတ်ဒဏ်ရာတွေရထားတယ်လို့ Voice of Mandalay ရဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိ Mandalay မြို့ပေါ်မှာဓမြမှုတွေမကြာခဏဆိုတလို့ဖြစ်ပွားနေပြီးမြို့ပေါ်မှာတော့စစ်ကောင်စီတပ်ကသူတို့လောက်ကံပြူစော့တီတွေကိုပါမြို့လုံးကျုံရေးဆိုတဲ့ခေါင်းစဉ်နဲ့နေရာတိုင်းမှာခြားထားပြီးတဲ့နော်။ အဲ့ဒီဒူစော့တီတွေကိုတိုင်ပါဝင်တဲ့ဓမြမှုတွေဟာလည်းမကြကနာဆုတ်လို့ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကတပင်းမြို့မှာရေစကန်ကနေထွက်လာတဲ့ချမ်ပတ်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားတအူးကတော့ပွဲချင်းမီကိုတိတ်သွားတဲ့အပြင်နောက်ထပ်တအူးကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့တပင်းအဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ္တကိုပြောပါတယ် ောက်တိုဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲတပိုင်းမြို့မှာရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားတအုပ်ကတော့နေရာမှာတင်ပွဲချင်းမိကိုသိသေးသွားတဲ့အပြင်နောက်ထပ်စစ်သားတအုပ်ကတော့လက်နက်နဲ့အတူဒေါ်လာရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့တပိုင်းဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကပြောထားပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့ ရှင်းနံကျောင်းမြို့နယ်မှာအချက်ဖက်စကောင်စီတပ်ကဗိုလ်မှူးတန်းထင်းနယ်မြို့နယ်အုပ်ချုပ်ရေးမှူးအောင်စင်ဦးဆိုသူတို့ဦးဆောင်တဲ့အဖွဲ့တွေကစစ်မှုထမ်းအပတ်စဉ်6အတွက်ဆိုပြီးလူငယ်အယောက်80ကျော်ကိုစစ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။မကွေးတိုင်းတိုင်းလုံးမှာရှင်းနံကျောင်းမြို့နယ်ကစစ်သားတွေအဖြစ်စုဆောင်းခံရတာအများဆုံးမြို့နယ်ဖြစ်နေပြီးအထူးသဖြင့်အဲ့ဒီစစ်ကောင်စီတပ်ကဗိုလ်မှူးတန်းထင်းနယ်မြို့နယ်အုပ်ချုပ်ရေးမှူးအောင်စင်ဦးတို့ဦးဆောင်တဲ့အဖွဲ့တွေဟာ လူငယ်တွေကိုအဲဆစ်စစ်ဖန်တာမျိုးတွေလမ်းမတားစီပိတ်ဆို့ဖန်တာတွေအပါဝင် ပုံစံမျိုးစုံနဲ့ပေါ်တာဆွဲဖန်စီနေတယ်ဆိုပါတယ်လက်ရှိရပ်ပိုင်းလေးအတွင်းမှာတင်လူငယ်အယောက်80ကျော်ဟာစစ်ကောင်စီတပ်အတွက်စစ်သားတည်အဖြစ်ပေါ်တာဆွဲဖန်စီတာကိုခံထားရပြီအဲ့ဒီဘုံမှုတန်းတဲဆိုသူကငွေကြေးတန်းတိုင်းနဲ့သူတွေကိုပတ်စံနဲ့ပြန်ရွေးခိုင်းပြီးတော့မရွေးနိုင်တဲ့သူတွေကစစ်သားတည်အဖြစ်စစ်တပ်ထဲကိုတန်းပို့ခံရတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ဒါအပြင် အဲ့ဒီဗိုလ်မှူးတန်းထင်းတဲ့အဖွဲ့ကသူတို့ပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တွေကိုတခြားမြို့နယ်တွေမှာစစ်မှုထမ်းအရေးအတွက်မပြည့်ရင် ပြန်ရောင်းစားတာတွေပါရှိနေသေးတယ်လို့လည်းမြို့နယ်အုပ်ချုပ်ရေးကောင်စီတည်င်းအရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းအင်တာနက်လွတ်လပ်ခွင့်မရှိတဲ့ကမ္ဘာအစိုးဆုံးနိုင်ငံစည်းင်းမှာမြန်မာနိုင်ငံကရှေ့တန်းကိုရောက်ရှိလာတယ်လို့အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကယမန်နေ့ကပဲအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ် မြန်မာနိုင်ငံဟာ Freedom House ကတမတ်ထားတဲ့စစ်တမ်းစီးမြင်တွေအရာအင်တာနက်လွတ်လပ်ခွင့်မရှိတဲ့အစဉ်အတန်းအမှတ်ဟာတရားမှာရှစ်မှတ်သာရှိပြီးတရုတ်နိုင်ငံကအင်တာနက်လွတ်လပ်ခွင့်အစဉ်အတန်း၉မှတ်သာရှိတဲ့အတွက်တရုတ်နိုင်ငံထက်တောင်ပိုမိုဆိုးရွားတဲ့အခြေအနေဖြစ်နေတယ်လို့လည်းဆိုထားပါတယ်။ဒါတွေဟာမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာပိတ်မိတဲ့နောက်ပိုင်းရိုးရွင်းလာတဲ့အခြေအနေဖြစ်ပြီးတရုတ်နိုင်ငံနဲ့အတူမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအင်တာနက်လွတ်လပ်ခွင့်မရှိတဲ့အစိုးဆုံးနိုင်ငံအဖြစ်ပါဝင်လာတယ်လို့ အမေရိကန်ခြေဆိုင် Freedom House အဖွဲ့ကဆိုထားပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံမှာအင်တာနက်သုံးစွဲမှုကိုကန့်သက်ပိတ်ပင်လိုက်ရမှာ Facebook လူမှုကွန်ရက်တွေကိုပါလုံးဝပိတ်ပင်ထားပြီးအဲ့ဒီလိုအသုံးပြုဖို့အတွက် VPN ခံပြီးမှအသုံးပြုလို့ရတယ်လို့အခု2024ခုနှစ်မှာပဲအဲ့ဒီ VPN ခံတဲ့စနစ်ကိုပါမြန်မာစစ်တပ်ကထပ်မံလိုက်လံပိတ်ပင်ဓာတ်တွေလုတ်တဲ့အထီကိုအင်တာနက်လွတ်လပ်ခွင့်မရှိတဲ့အစိုးဆုံးနိုင်ငံအဖြစ် ကမ္ဘာပေါ်ကနိုင်ငံစည်ရင်တွေတဲမှာမြန်မာနိုင်ငံဟာရှေ့တန်းနေရာကနေပါဝင်လာနေတယ်လို့ American Chesai Freedom House အဖွဲ့ရဲ့အစီရင်ခံစာတဲမှာထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့တဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ